ဟိုမြန်မာရိုးရတဲ့ကြံကိုမြန်မာပြည်သူပြည်သားတွေကဘယ်လိုဆင်နွှဲတဲ့လဲဆိုတော့ရန်ကုန်တဲ့ကြံရကြတော့တန်ချက်ကိုအဓိကထားတယ်။တန်ချက်ကိုအဓိကထားတယ်။အဲ့တန်ချက်ကလည်းပါဆို philosophy ပဲ။ तू ကအတွေးခေါ်တွေပြောင်းနေဖို့အယူဆတွေပြောင်းနေဖို့မြင်မတော်တာတွေကိုပြုပြင်ဖို့နိုင်ငံကိုအကျိုးပြုဖို့တကြံနဲ့ဆိုတော့မန္တလေးကကြတော့ရင်ကျင်းမှုတွေဟိုနဲ့တကြံကိုကျွန်တော်တို့ခံစားသေးဖို့ပေါ်ကြတယ်။အဲ့ဒီဟွာကကြရန်ကုန်ကကြတော့ အတွေးခေါ်တွေနဲ့တရားကိုဖန်တီးကြတယ်ဆရာမောင်ကြီးမုံတို့ပေါ့နော်ဆရာမောင်ကြီးမုံတို့စပြီးတော့ပုံနှကတို့အဲသူတို့ကနေပြီးတော့တခါလေဒီရန်ကုန်တရားဆိုရင်ဟိုရေပတ်တာကတော့ကလေးတွေရေပတ်တာလေဒါပေမဲ့အဓိကပါလဲဆိုအလှပြကားတွေနဲ့စောစောကပြောတဲ့တချံဖွဲ့ပဲအဲ့တချံဖွဲ့ကတချို့ဆိုလို့ရှိရင်အေးယူခံထောင်ကြခံတယ်ထောင်ခွင်နဲ့ရှင်းနေချတကယ်ဆရာတင်ငယ်ကြီးကပြဆရာအညာတမားတို့မောက်တာရလို့ဆိုတချို့ဆိုလို့ရှိရင်တချံနဲ့ပတ်သက်ပြီးတော့အဲ့ဒီ တန်ချက်တွေတိုင်ပါညာတန်ချက်တွေထိုးတဲ့အတွက်အဲထောင်ချအေးအေးယူခံတဲ့အချိန်မျိုးမျိုးတွေလည်းကြုံခဲ့ဘူးရေပေါ့ဒါပေမဲ့သူတို့ကြော်ကြားမှုကြောင့်လုပ်တာမဟုတ်ငွေကြောင့်လုပ်တာမဟုတ်ဘူးသူတို့ကဒီသူတို့လောကကိုရိုလောကကိုတိုင်းပြည်ကိုကောင်းစေခြင်းလို့အတွေးခေါ်တွေဒီလောကကြီးကမျက်စိနဲ့လောကအဲဒီဒီအဲ့ဒီဟိုလောကကြီးအလုံးတယောကြတယ်ပြုပြင်ကြတယ်ဆိုဒီတချမ်းနေတဲ့ကောင်းတယ်ပေါ့အဲ့တော့တချမ်းဘယ်လိုကြိုသိမ့်မယ်ဆိုတာကနံပါတ်1တချမ်းကတော့ ခြေရန်အိမ်တွင်းပေါ့အိမ်တွင်းမှာအရင်တော့တကြံလာပြီးတော့မင်းလေးတွေလူယိုလေးတွေကအပြိုလေးတွေကိုရေလောက်မယ်ဆိုမိဘကိုခွင်တောင်းရတယ်မိဘလည်းခွင်ပေးရတယ်အဲဒီလေ့ကျင့်လေးကောင်းပါတယ်လို့နောက်လမ်းပြင်းမှာကလေးတွေရေပက်ကြတယ်ပျော်ကြတယ်ပေါ့နော်အဲအဲ့ဒါအဲ့ဒါတွေကိုအဲ့ဒါတွေကိုရှောင်ပြေးကြတယ်အထာလေးတွေလည်းကောင်းပါတယ်လို့အဲအိမ်တစ်ဆင့်တက်လာပြီးတော့ရေပိုက်တွေနဲ့ထိုးကြတယ်ပေါ့ဒီပိုင်းနဲ့ထိုးတာကတန်မှန်တော့ကောင်းပါလေဒါပေမဲ့တယောက်တယောက်နာကျင်အောင်လို့စုပ်ပြတ်အောင်လို့ဟိုဟာဖြစ်အောင်လို့ထိုးတာမျိုးကတော့ မကောင်းဘူးပေါ့အဲ့ဒီကနေတဆင့်ကကြတယ်ပေါ့ကပါကတယ်ဆိုတာတကြံမိုးတချင်းနဲ့ပဲကကခစ်ပေါ်တချင်းနဲ့ပဲကကကတယ်ဆိုတာကောင်းတယ်ပေါ့နော်တချင်းဆိုတယ်ဆိုတာကောင်းတယ်ပေါ့ဒါပေမဲ့ဟို sexy ဖြစ်ပြီးတော့ဒီဟွာဒီကိုတဏှာရာကကိုနှိုးကြစေတဲ့ဟာမျိုးကတော့မသင့်တော်ဘူးပေါ့အဲ့တော့ပြောရရင်တော့ဟိုကိုရက်ကိုရွာကိုဒေတာနဲ့လိုက်တဲ့တကြံမျိုးဖန်တီးကြပါဖန်တီးတဲ့အခါမှာလဲတကြံတော်တွင်မှာတော့ရေးပက်ယုံနေမှာအဖိုးဖွားတွေကိုလည်းတက်ညက်ပေးတယ် အဲဟိုကောင်းရှော်ပေးတဲ့ဒီအစင်လာကြီးလည်းရှိတယ်ဥပုပ်ချောင်းကြတဲ့ငားတွေကိုတွတ်ကြတယ်နော်ဒါကြီးလည်းဖန်ပြီးရတာပေါ့အဲ့တော့ဒီ the jang ကို UNESCO ကအသိမှတ်ပြုသည်ဖြစ်စေမပြုသည်ဖြစ်စေပြုပြီးသည်ဖြစ်စေအဲနောက်ကာလပဲဖြစ်စေအဓိကအရေးကြီးတာမြမယဉ်ကျေးမှုမပြောက်ဘူးပဲမြမယဉ်ကျေးမှုဆိုတာစောစောက the jang ဘိုးတွေကပါတဲ့အကတွေတွေမကဘူးဟိုမိဘကိုယူသေးတဲ့ချင်းအသက်ကြီးတဲ့လူတွေကိုယူသေးတဲ့ချင်းကလေးငယ်တွေကိုကျင်နာတဲ့ချင်းနော် အဲ့ဒီတယောက်နဲ့တယောက်ဟိုနုံနုံညံ့ညံ့ဟိုဆိုမကောင်းတဲ့အညစ်အကြေးတွေပျောက်ပါစေဆိုပြီးတော့ဆူတောင်းပြီးတော့ရေလောင်းကြတာဟိုနော်အဲ့တော့အဲ့လိုစေတနာမေတ္တာရင်းနဲ့ထုံမုန်းတဲ့ဗကြံမျိုးတွေဟိုဖန်တီးရမှာပါဘယ်ခစ်ပဲဖြစ်ဖြစ်ဘယ်စနစ်ပဲဖြစ်ဖြစ်ဘယ်ချီနေပဲဖြစ်ဖြစ်အာမြန်မာဆိုတာသိရင်ကြီးတဲ့လူမျိုးရယ်ဆိုတာလေးကိုအကောင့်တွေဖော်နိုင်ရင်ဗကြံကအကောင်ဆုံးအကောင့်တွေဖော်ရတဲ့ရင်ကြီးမှုရဲ့တင်ကြေးတက်ရပါပဲလို့ပြောရပါတယ်အားလုံးအဲချမ်းမြေ့ကြပါစေ အဲပကြဲမှုသကားကြီးအကြောင်းနဲ့ပြောကြတယ်ပကြံလေးအကြောင်းနဲ့ပြောကြတယ်ပြီးတော့နှစ်သက်ဆူတောင်းလေးအကြောင်းပြောမယ်ဆိုရင်တော့ကျွန်တော်လည်းစိတ်ချမ်းသာကျင်တာပေါ့နော်အားလုံးလည်းစိတ်ချမ်းသာကျင်တာပေါ့အဲဒီတော့အကုန်လုံးအဲအရေးကြီးတာလောကကြီးမှာကျန်တာလေးနဲ့ဘာမှအရေးမကြီးဘူးမိသားစုလိုက်စိတ်ချမ်းသာဖို့အရေးကြီးတယ်နော်အပြစ်ကင်းစင်သော ကုသိုလ်များနဲ့နော်ဇီဝဥစ္စာများနဲ့ရှင်သန်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်ကြတဲ့မိသားစုတွေဖြစ်ကြပါစေ။ เนาะဘေးအန္တရာယ်အမျိုးမျိုးကကင်းလွတ်ပြီးတော့စိတ်စဉ်ဥစ္စာများနဲ့ပြည့်စုံတဲ့ကြံမိုးတွေရောပါစေလို့ဆုတောင်းနိုင်ပါတယ်